အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့10နှစ်အရွယ်သမီးငယ်လေးတယောက်ရဲ့ထူးခြားတဲ့လက္ခဏာလေးကိုမျှဝေပေးခြင်းပါတယ်ပုံမှန်ပြရတဲ့သူရဲ့လက္ခဏာမှာပြည်ပကိုရောက်ဖို့အတွက်ကံလန်းတွေကိုတိတစွာတွေးမြင်နေရပါတယ်သူမဟာပညာရေးမှာထက်မြက်ပါတယ်ကလေးအရွယ်မှာပဲအသက်လမ်းကနေလက်ညှိုးစီကိုတက်နေတဲ့လမ်းတွေကသူမဟာငငယ်ကလေးကဂုံရှိစွာနဲ့မိဘဆရာတွေအတွက်လှုပ်ဆောင်ပေးနိုင်လိမ့်မယ်ဆိုတာကိုပြသနေပါတယ်သူမရဲ့ညာဘက်လက်ကလေးအောက်မှာတော့ကြာဘူးတံတစ်ခုကိုမြင်ရပါတယ် သူမဟာထူးခြားတဲ့သူလေးဖြစ်ပါတယ်။အတန်းထဲမှာခေါင်းဆောင်နိုင်သူ အဖြစ် တွေ့ရပါတယ်။သူမအရွယ်ကလေးအားလုံးကို သူမဟာကြားမမရွေးထိတ်ချုပ်ဩဇာပေးနိုင်တဲ့သူဖြစ်ပါတယ်။ကျုံကလေးတွေနဲ့ဖွဲ့စည်းထားတဲ့သူမရဲ့လက္ခဏာလမ်းတွေကြောင့်သူမဟာမကြာခဏခြူခြားတာတွေတော့ရှိပါတယ်။သူမဟာဇွဲလဲကောင်းတယ်။သူမရဲ့လက်ဝါးပြင်တစ်ဖက်ကလည်းလက်ပြတ်အသွင် ပါပါသေးတယ်။အရာရာမှာသူမရဲ့နားလည်မှုကလည်းလင်းမြန်ပါတယ်။သူမရဲ့လက်ချောင်းတွေကလည်းအတော်ရှိပါတယ်။ ဒါကြောင့်သူမဟာတီးမှုနယ်ပယ်မြင့်မားပါတယ်။ဆရာကတထွားပြရင်သူမကတလံမြင်တတ်ပါတယ်။အကင်းပါတဲ့သူဖြစ်ပါတယ်။သူမရဲ့လက်ချောင်းတွေကရှည်လျားပြီးစီနေတဲ့အတွက်သူမဟာစိတ်ဆက်သေးကြသူဖြစ်ပါတယ်။အကယ်၍သူမဟာကြီးလာခဲ့မယ်ဆိုရင်တော့လူတော်လူကောင်းတယောက်ဖြစ်လာမှာကတော့အမှန်အီကံပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ပန်းခင်မှုရာခင်းထားတဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်မဲ့လက်ဝါးပြင်မဲ့ဖြစ်ပါတယ်။လူတိုင်းဟာကံကောင်းသလားလို့မေးကြပါတယ်။ တကယ်တော့ကံကောင်းတဲ့သူဆိုတာလက်ဝါးကနေထွက်လာတဲ့လက်ချောင်းအရင်းတွေကိုမြင်းဖြောက်ဆွဲပြီးတန်းကြည့်လို့ရှိရင်တဖြောက်တည်းရှိနေမယ်ဆိုရင်ထိုသူရဲ့ဘဝဟာပန်းခင်းတဲ့လမ်းလိုမျိုးရှိတတ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။လက်ချောင်းတွေနဲ့လက္ခဏာလမ်းချောင်းတွေဂျိုးကုန်တွေကအပြစ်ပြောစရာမရှိပါဘူး။လက်အသားရောင်ကလည်းလာပနေပါတယ်။လက်ချောင်းရင်းတွေကအနှိမ့်မြင့်တူညီစွာနဲ့တည်ရှိနေမယ်ဆိုရင်မပင်မပန်းတဲ့ဘဝမျိုးကိုရရှိမယ်လို့ဆိုရပါမယ်။ အကယ်၍သူ့ရဲ့ဂျူခုံတွေနဲ့လက္ခဏာလမ်းတွေကပါပုံမှန်ပြထားတဲ့အတိုင်းလပနေမယ်ဆိုရင်တော့သူသူဟာပြောပွဲရာမရှိတော့ပါဘူးအလွန်ကံကောင်းမယ်လို့ပဲပြောလို့ရပါတယ်နောက်တစ်မျိုးလူပြီးမဲ့လက္ခဏာကတော့တိမ်တောင်းချီချမ်းသာတဲ့မနေဂျင်းဒရိုက်တာတရားရဲ့လက်ဝါပြင်မဲ့ဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားတဲ့လက္ခဏာရှင်ကတော့စာဝုနေရီတော်ကမရှိတဲ့တထေးစည်းရင်းဝင်မနေဂျင်းဒရိုက်တာတယောက်ဖြစ်ပါတယ် သူ့ရဲ့ညာဘက်လက်မှာမြစ်တာလန်းကအခွက်လေးကတီတီရီပီပြင်းစွာနဲ့ကြာသာပလီဂျူခုံမော်ကစပါတယ်။ဒါကြောင့်သူဟာတိစ္ဆာရှိတယ်၊မြတာတယ်။စိတ်ထားတက်လို့မိတ်ဆွေစစ်တွေက မာဇာကူညီပြီးအလုတ်ကောင်းနေကြီးပဲရပါတယ်။စီးပွားတက်ပါတယ်။သူ့ရဲ့ဘဲဘက်လက်မှာတော့ကန်လန်းကအတက်ကလေးကညာလန်းကိုတီးကြစွာထောက်ပြီးတွီးကန်ပစ်ပေါ်နေပါတယ်။ဒီတွီးကန်ကငွေကိုလိုတရရတယ်လို့ပြည့်စီတက်တဲ့တွီးကန်လည်းဖြစ်ပါတယ်။ညာလန်းကိုလည်းကြော်မသွားပါဘူး။ ဒါကသူပါလောက်ရမလဲဆိုတာစင်ချင်းတုံတရားထားတတ်တဲ့အတွက်ကြောင့်သူဟာမကင်းပါတယ်။စတ္တမအာယုလိုပဲစိတ်တကူရနေပါတယ်။ဒီလိုတွီးကံပါသူတိုင်းတိုးတက်မှုအာကောင်လေးရှိပါတယ်။အမားမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှတော့သူလုံးသမျှဘယ်လိုကြာရှုံးတော့မလဲ။လုံးသမျှကမှန်နေတော့လေဘဝကတဲမတ်နေတော့တာပေါ့။နောက်တစ်ခါသူရဲ့လက္ခဏာကပန်းရောင်ဖြစ်ပါတယ်။အပြက်လန်းတွေအမြင်တွေကံလန်းဖြတ်တွေဘာမှမရှိပါဘူး။ဒီလိုချမ်းသာခြင်းဟာသူရဲ့တစ္ဆာသမာဓိနဲ့စိတ်ဓာတ်ကောင်းမှုရဲ့ အတွေးခေါ်အယူဆမှန်ကန်မှုတွေကြောင့်ချမ်းသာတဲ့သူ ဖြစ်လာရတာပါနောက်တစ်ခုကတော့ချမ်းသာမဲ့ဂျူစုံတွဲပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကဂျူခုံတစ်ခုကိုကြည့်လိုက်ပါလက်ညောကြတာပြီးဂျူခုံနဲ့လက်သူအတနင်းကနေဂျူခုံတို့ပဲဖြစ်ပါတယ်ဒီဂျူခုံတစ်ခုဟာအတူတူမြင့်မောက်ပြီးတော့အပြတ်ကင်းမယ်ဆိုရင်ချမ်းသာနိုင်ပါတယ်ဒီလိုလူတွေဟာအခွင့်အရေးတစ်ချက်ရတာနဲ့လက်လက်ထအောင်ဘဝတောက်ပြောင်လာပါလိမ့်မယ်အဲ့လိုဖြစ်ဖို့အတွက်လဲလောက်ဝါပြင်မှာ ဘာမှအဖြတ်တွေလမ်းတွေအမြင်တွေရှုပ်ပွနေတာတော့မပါရပါဘူးနောက်တစ်ခုကတော့နှလုံးလမ်းကြောင်းဟာညာလမ်းကြောင်းစီကိုထိုးဆင်းနေခြင်းပဲဖြစ်ပါတယ်နှလုံးလမ်းကြောင်းဟာညာလမ်းကြောင်းစီကိုထိုးဆင်းသွားရင်ဒါဟာကောင်းတဲ့အမှတ်သားတော့မဟုတ်ပါဘူးအိမ်တော်ရေးအစ်စင်မပြေဖြစ်တာတွေမိမိရဲ့အိမ်တော်ဘက်အတွက်ငွေထွက်များတာမျိုးတွေဖြစ်တတ်ပါတယ်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်ပြီးတော့မိမိရဲ့နာမည်ကုန်တဲ့င်းမှာထိခိုက်နေတာတတ်ပါတယ်အိမ်တော်ကြပြီကံကောင်းပါလား ဒီမိကုံးကိုလူတန်းကသိကျင်နေကြပါတယ်ဒီကနေ့မှာတော့မိသားစုနဲ့မြတ်တာအပြေဝအေးချမ်းသာရတဲ့မင်္ဂလာအမတ်သားလေးတခုကိုပြောပြခြင်းပါတယ်ပုံမှန်ပြထားတဲ့လောက်ဝါပြင်ကိုကြည့်လိုက်ပါကြာသာပြီးဂျူကိုမော်ကစတဲ့သူ့ရဲ့နှလုံးလန်းကလာပါစွာအကွာနှစ်ခုနဲ့ရှိနေပါတယ်သူမဟာသူမရဲ့မိသားစုအပေါ်ချင်းမြန်းနိုးတက်ပြီးသစ္စာရှိရိုးသားတဲ့စိတ်ကြောင့်မိတ်ဆွေစစ်တို့ရဲ့မဆားတာကိုခံရမယ်ကြည်ဝချမ်းသာဖို့အတွက်လက်တကြွယ်ကအောင်မြေလန်းကလည်းထင်ရှားစွာနဲ့အားကျစရာတည်ရှိနေပါတယ် ဒါပေမဲ့သူမရဲ့လက်ဝါးပြင်အလဲအသက်35နှစ်လောက်မှာတော့အဖြက်မြင့်တစ်ခုဖြတ်နေပါတယ်။အဲ့ဒီအသက်ပိုင်းမှာတော့သူမရဲ့ဘဝနေထိုင်ရေးမှာအနောက်ရှက်တချို့တော့ပေါ်မယ်။ဆွေမျိုးသားချင်းအကူတွေကူးဆက်မယ်။ကျမ်းမာရေးကလည်းအဲ့လိုမျိုးဆိုရင်အေးမီးရာကနေစားဖြစ်မယ်။တိုက်ဒီကားတွေအပြည့်စုံနဲ့နေရမဲ့သူမရဲ့အိုဇာတာကံကိုလက်ခလဲကပြပေးနေပါတယ်။လက်ခလဲမှာဖြောင်းနေတဲ့ကံလန်းကပါလာပါတယ်။သူမရဲ့ကံလန်းကလည်းတနင်္လာဂျူကုံမက်ကစပါတယ်။သူမရဲ့ယောက်ျားကြောင့်သူမဟာကံမြင့်လာတတ်ပါတယ်။ ထောက်ပံ့ကောင်းတွေရတတ်ပါတယ်။သူမရဲ့လက္ခဏာမှာပြောစရာတွေအကောင်းတွေကများပါတယ်။လက်အောင်ကလည်းလပါတယ်။ဂျူကုံကလည်းကြွတ်တက်နေပါတယ်။ဒါကြောင့်သူမဟာအိမ်တော်ကြပြီးတော့ကံကောင်းနိုင်ပါတယ်။နောက်တစ်ခုကတော့အသက်50ကျော်နောက်ပိုင်းမှာအရာရာသောကမရှိအောင်မြင်ကြော်ကြားချမ်းသာမဲ့လက္ခဏာပဲဖြစ်ပါတယ်။သူ့ရဲ့လက်ဝါးပြင်ကိုကြည့်ပါ။လက်ဝါးပြင်အယောင်စင်းကအလွန်လပါတယ်။ပန်းနုရောင်အယောင်စင်းဖြစ်ပါတယ်။လက်ချောင်းရင်းကဂျူကုံတွေကလည်းပြေးပြူးမြင့်မောင်းနေပါတယ်။အပြက်လန်းတွေလည်းမရှိသလောက်ကင်းပါတယ်။ ကံလန်းနဲ့အောင်မြေးလန်းတွေကလည်းနှလုံးလန်းအတက်မှာအားကောင်းစွာနဲ့ထွက်ပေါ်နေပါတယ်။ဒါကြောင့်လက္ခဏာရှင်ဟာအသက်50ကျော်နောက်ပိုင်းမှာဘဝကိုပူပင်တော့ကားမရှိပဲအောင်မြင်ခြင်းချမ်းသာခြင်းတွေနဲ့ဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့လမ်းကြောင်းတစ်ကြောင်းကကျမ်းမာရေးလမ်းကြောင်းကိုဖြတ်ကျော်နေခြင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ညံပြင်းပြီးကောက်ကွေ့နေတဲ့လက်ကောက်ဝတ်ကလမ်းကြောင်းတစ်ကြောင်းဟာကျမ်းမာရေးလမ်းကြောင်းကိုဖြတ်နေမယ်ဆိုရင်ထိုသူဟာဘဝလမ်းခရီးတစ်လျှောက်လုံးမှာကံအလွန်နှုံချတဲ့သူတွေဖြစ်ပါလိမ့်မယ်။ ပုံမှန်ပြထားသလိုမျိုးလက်ကျွယ်အောက်မှာအောင်မြင်လမ်းကြောင်းနှစ်ကျောင်းပါလာခဲ့မယ်ဆိုရင်အစိုးနဲ့အကောင်မြတ်တနေမယ်ဆိုတာကိုပြသနေပါတယ်ဒီလိုအောင်မြင်လမ်းကြောင်းနှစ်ကျောင်းပါတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာလှုပ်ကျင်တဲ့အလုပ်ကများနေတတ်ပါတယ်အတွေးပိုင်းတွေမှာတခုမကစဉ်းစားနေရတတ်ပါတယ်တွေးနေရတတ်ပါတယ်အောင်မြင်မှုရရှိဖို့ကိုဘယ်ကစရမှန်းမသိဖြစ်နေတတ်ပါတယ်အဓိကကတော့စိတ်နှမျိုးရှိနေတတ်ပါတယ်သူအားသာတဲ့လမ်းဘက်ကိုသွားမယ်ဆိုရင်တော့လုပ်ငန်းအလုပ်ကိုင်နဲ့ရီမန်းချက်ဟာအချိန်တိုလေးတွင်းမှာပဲအဆင်ပြေအောင်မြင်နိုင်ပါတယ် ီလိုပဲသူ့ရဲ့စိတ်ကရည်မှန်းချက်တွေများနေမယ်ဆိုရင်တော့အောင်မြင်မှုရဖို့ကအချိန်ကြံ့ကြာနေရတတ်ပါတယ်။ဘဝမှာကြိုးစားပြီးတော့တခုသောအရာကိုအားစိုက်ပြီးလုပ်နေမှသူ့အတွက်ကောင်းစီပါလိမ့်မယ်။အဆင်ပြေနိုင်စီပါလိမ့်မယ်။ကြာလာတာနဲ့မြအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။အဆင်မပြေမှုတွေဘဝမှာခဏခဏကြုံရနိုင်ပါတယ်။ဒီလိုအောင်မြင်လမ်းကြောင်းနှစ်ကြောင်းပါလာခဲ့မယ်ဆိုရင်အားသာချက်တခုကတော့ရှိပါတယ်။ကိုကအားသာတဲ့ဘက်ကိုလှုပ်ဆောင်ပေးမယ်ဆိုရင်တော့ကြံတဲ့လမ်းအထောက်ပံ့ကအကူအညီပေးပါလိမ့်မယ်။အကူအညီအထောက်ပံ့ရနိုင်တယ် ဒါကြောင့်လမ်းအားသမှုရှိတဲ့ဘက်ကိုပဲအလေးပေးပါကိုယ့်ရဲ့စိတ်ကအားတန်တဲ့ဘက်ကိုပဲအလေးပေးပြီးလှုပ်ဆောင်မှုလိုအပ်ပါတယ်။အောင်မြေလမ်းကြောင်းနှစ်ကြောင်းထဲမှာအားသဆုံးလမ်းကိုတော့ပထမလမ်းလို့ပဲဆိုရပါမယ်။အဲ့ဒီပထမလမ်းအမသားဟာကိုယ့်ဘဝရဲ့အဓိကအောင်မြင်မှုရည်မှန်းချက်ကိုအကောင့်ထဲပို့ဖို့ပြပေးထားတာဖြစ်ပါတယ်။သူကပို့ပြီးအားသနေတဲ့အတွက်ကြောင့်ကိုယ်သာစ조사ပြီးလှုပ်ဆောင်မယ်ဆိုရင်အဆင်ပြေအောင်မြင်ပါလိမ့်မယ်။ဒီလိုပဲဒုတိယလမ်းကလည်းအထောက်ပံ့ပေးပြီးတော့အဆင်ပြေလာတတ်ပါတယ်။အောင်မြင်လာတတ်ပါတယ်။ တခုတတိထားရမှာကဒီလိုလမ်းတစ်ခုပါနေမယ်ဆိုရင်ကိုရဲ့စိတ်မများဘူးပဲလို့ပါတယ်တခုတည်းကိုပဲအားစိုက်ပြီးလှုပ်ပေးရပါမယ်ကိုအားသာတဲ့အရာတွေကိုစိတ်ကရည်မှန်းချက်တွေတခုတည်းကပဲစူးစမ်းပြီးလှုပ်ပါအစဉ်ပြေပြီးအောင်မြင်ပါလိမ့်မယ်အခက်အခဲတွေရှိမှဆိုရင်လည်းသီးခံပြီးတော့စူးစမ်းပေးဖို့လိုအပ်ပါတယ်ဒုတိယလမ်းကတော့အဲ့နှစ်ကြောင်းတည်းကအားနေတဲ့လမ်းလို့ဆိုရမှာဖြစ်ပါတယ်ဒုတိယလမ်းဟာလည်းပထမလမ်းနဲ့အတူပြနေမယ်ဆိုရင်ဒါဟာသူ့ဘဝမှာစဉ်းစားမှုတွေအများမများဖို့အတွက်လိုအပ်တဲ့ဆိုတာကိုပြနေပါတယ် တခုဆိုတခုပဲတည်တည်ကြလုံသိမ့်ပါတယ်ဘဝမှာအလောက်ဟာတခုမက လုံနေရပြီးတော့အလောက်မမြဲဘူးဆိုတာကို ပြနေပါတယ်ဘာကြောင့်လဲဆိုတော့လက္ခဏာရှင်ဟာညီမှန်းချက်များတာကတခုမက ဖြစ်နေတာရဲ့အရာရာကိုအပြောနဲ့သာပြောတတ်ပြီးလက်တွေ့ကြတော့တမျိုးဖြစ်နေတာကြောင့်အားနည်းချက်တွေကြုံရစီတာဖြစ်ပါတယ်ဒီလိုအောင်မြေလမ်းကြောင်းနှစ်ခုပါတာဟာမိမိသာတေချာစဉ်းစားဆုံးဖြတ်ပြီးလုပ်သွားမယ်ဆိုရင်ဒီလမ်းကသူ့ကိုအထောက်ပံ့ပေးပါလိမ့်မယ်။အရန်လမ်းတစ်ခုသာဖြစ်ပါတယ် ဒါကိုသဘောပေါက်နားလည်ပြီးမိမိရဲ့လက်မှာအောင်မြင်လမ်းကြောင်းနှစ်ခုပါလာခဲ့မယ်ဆိုရင်တစ်ခုထဲသောကြီးမန်းချက်ကိုပဲအကောင့်ထဲပေါ်စူးစမ်းလုပ်ဖို့အကြံပြုတိုက်တွန်းလိုက်ပါရခင်ဗျာ။